ဒါပေမဲ့ဆရာကဒီနေရာမှာ ddx of 2 third is x times 3 over 2 minus 5လို့ဆရာဒီလိုမျိုးစဉ်းစားလိုက်ရင်လေအဲ root x ပဲရတာဘာကြောင့်လဲဆိုတော့ -5 ရှိလိုက်ရင်0ဖြစ်သွားတာအဲ့တော့ပြောင်းပြန်ပြန်စဉ်းစားတဲ့အခါမှာဆရာတို့အခုရခဲ့တဲ့အဖြေကိုဒေနဲ့ရေးမယ်ဆိုရင် +c ဆရာတို့ဒီလိုထည့်ပေးမှသင့်လျော်မယ် မင်္ဂလာပါဆရာတော်ဗမာဆရာဒီနေ့ဒီဗီရောမှာ grade 12 chapter 10 method of integration and better bios ရပြောမယ်ပေါ့နော်မိတ်ဆက်လေးပြောမယ်ပေါ့နော်မိတ်ဆက်ဆိုရင်မဲအစကောင်းမှအနှောင်းတေချာဆိုရဲစကပုံလိုပဲအရေးကြီးတယ်တိတိကျကျလေးကြည်လာဖို့လိုတယ်တချို့ကိစ္စတွေကဆဆချင်း introduction မှာတွေကိုကရှင်းနှင်ပြီးသားဖြစ်ရမယ့်ကိစ္စတွေရှိတယ်အဲ့ဒါမှာနောက်ပိုင်း video တွေကိုဆက်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 ပြီးတော့ကြည့်တဲ့အခါမှာအတိတ်ပဲရှိမယ်နားလည်မယ်ဟုတ်ပြီအဲ့တော့ဆရာစာမယ် method of integration နောက်ထပ်ကောင်းတဲ့တစ်ခုပဲ anti derivative ဆိုပြီးတော့နော် တော့ anti derivative လို့ပဲခေါ်ခေါ် anti derivative လို့ပဲခေါ်ခေါ်အတူတူပါပဲ American တွေက anti လို့သူတို့ထွက်လီထွက်တာရှိကြတယ်နော်အင်္ဂလိပ်တွေကတော့ British တွေက anti derivative လို့ထွက်တယ်ဆိုတော့ဆရာတို့ဒီဟာလေးကိုဆရာတို့စပြီးတော့ပြောမယ်ပြောမယ်ဆိုတော့ဒီဒီသင်ခန်းစာကောင်းစဉ်အောက်မှာဆရာတို့ဘာတွေလေ့လာမလဲဆိုတော့ integrating the fundamental functions ပေါ့နော်ဒီ fundamental functions တွေကိုဆရာတို့က integrate integrate လုပ်တဲ့နော်အဲလောက်ရမယ်ပြီးတော့နောက်တစ်ခုက trigonometric နော်ပြီးတော့ exponential and logarithmic functions တွေကို integrate လောက်ရမယ် အဲမြန်မာတွေမှာတော့ဆရာတို့ကရိုးရမပြတ်အစဉ်ဆက်ဆရာတို့ဆရာဆရာမတွေလက်ထက်ထဲကဘလို့ call ဘလို့ alert call လဲဆိုရိတ်တယ်လို့ဆရာတို့ပြောကြတယ် differentiate လုပ်တယ်ကိုရှိတ်တယ်ရိတ်တယ်နော်အဲရိတ်တယ်ဆိုတဲ့စကားလုံးကိုလည်းဆရာတို့မြန်မာနီးမြန်မာဟန်နဲ့တွေ့နေကြကြသုံးသုံးခဲ့ကြတယ်73လုံးလည်းရတယ်ဘာမှမဖြစ်ဘူးဒါ method of integration integration လုပ်တဲ့နည်းလမ်းတွေခုနကဥမာ fundamental function ကို integrate လုပ်တယ်ဆိုတာတိုက်ရိုက်အဖြစ်ထွက်သွားတာ trigonometric exponential logarithm တိုက်ရိုက်အဖြစ်ထွက်သွားအဲ့လိုတိုက်ရိုက်အဖြစ်မထွက်သွားနိုင်တဲ့အခြေအနေတွေကြရင်ဆရာတို့က substitution နဲ့ integration by bots တို့ partial fraction တို့ဒါတွေကိုသုံးပြီးတော့ integration လုပ်လို့ရတဲ့ကိစ္စရတွေကိုဒီသင်ခန်းစာမှာလေ့လာမှာဒီ video မှာတော့မဟုတ်သေးဘူးဒီသင်ခန်းစာမှာလေ့လာမယ့်အကြောင်းဆရာဒါကြိုပြောရတာပေါ့နော်ဒီ video မှာတော့ဆရာဒီ anti derivative အကြောင်းပဲဆရာမိတ်ဆက်သွားမှာဆိုတော့ဆရာကြီးဒီဒီ method တွေသုံးရင် bare function ဆိုဆရာ integrate လုပ်လို့ရပြီလားရိတ်လို့ရပြီလားမေးခွန်းတစ်ခုမေးချက်ရှိတယ် no နော်ရိတ်လို့ရတဲ့ဒီ area တွေကိုသုံးပြီးရိတ်လို့ရတဲ့ function ကိုပဲဆရာတို့ကပြောမှာနော် တော့အဲ့ဒါအဲ့လိုဆိုတော့ရေးလို့မရတဲ့ချားဖန်ရင်အချားဖန်ရင်ချားနီးလိုင်းနေရှိတာပေါ့ဒါတော့ဆရာတို့ဒီ great tour ဖြစ် scope ရဲ့အပြည့်အဝရောက်သွားတဲ့အတွက်ဆရာတက်တက်ဗီဒီယိုတွေနဲ့ဆက်ပြောကြမယ်နော်ကောင်းပြီအဲ့တော့ဆရာတို့ကဒီမှာ anti derivatives နဲ့ပတ်သက်ပြီးဆရာပုံလေးဆွဲထားတာလေးရှိဒီပုံလေးကိုကြည့်ကြည့်အောင် y equal to x square plus 3နော်ဟုတ်ပြီ y equal to x square plus 2ဒါ quadratic တွေနော် x square plus 1နော်ပြောမယ်ဆိုရင်ဒါ vertical translation တွေတွေ့လားနော်အဲ downlight အပေါ်အောက် သူ့ကိုရွှေ့ထားတာတွေပေါ့နော်ဆိုတော့သူက1 unit နော် y ကို x square ကိုသူက1 unit ပေါ့တ1 unit ပေါ့သုံးတယ်ဒီမှာဆိုရင်တ1 unit oxygen နဲ့2 unit oxygen 3 unit oxygen အကုန်လုံး quadratic ခရီးပဲ all right ဒီပုံဒီမှာဆရာဘာပြောချင်တာလဲဆိုရင်အနီအောင်နဲ့ဆရာဝိုင်းလိုက်တဲ့ function တွေကို differentiate လုပ်မယ်ဆိုရင်ဘယ် function ကိုပဲဆရာ differentiate လုပ်လိုက်သည်ဖြစ်စေ 2x ပဲရမယ် မအစီကွက်တူ A ဆိုတော့ကဲ H တက်မို့ဆိုတော့1လို့ထားလိုက်ရအောင်1ထည့်လိုက်2ပေါ့အဲ့ဒါဘယ်အမှတ်မှာမဆိုဒီမှာ gradient တွေအကုန်အတူတူပဲဒီမှာစောင်းနေရပဲတွေ့လား S ကွက်တူ1မှာဖြစ်နေ gradient အားလုံးအတူတူပဲအဲ့တော့ဘာဖြစ်လဲဆိုတော့ဒါ derivative function differentiate လို့လို့ရတာတဲ့ function အဲ့ဒီ function ဒီမူရင်းဘု து ကိုရှိတ်လိုက်တာလဲလို့ပြောင်းမြန်ဒီလိုပြန်စဉ်းစားမယ်ဆိုရင် x2 ကိုရှိတ်လိုက်တာလို့ပြောလဲပန်းတယ် x2 2ကိုရှိတ်လိုက်တာလို့ပြောလဲမှန်တယ် x2 10ကိုရှိတ်လိုက်တယ်လို့ပြောလဲမှန်တယ်ဆိုတော့အဲ့လိုမျိုးပြောင်းပြန်ပြန်ပြီးတော့စဉ်းစားတာကို anti derivative လို့ခေါ်တယ်နော်အဲ့တော့ anti derivative တွေကအများကြီးရှိတာပေါ့အများကြီးရှိနေတာပေါ့အဲ့ဒီထဲကမှအရှိရာနေ anti derivative ကိုဆရာတို့ကဒီလို an an လေးနဲ့သုံးပြီးတော့เนาะ n anti derivative ဆိုလို့ရှိရင်တော့ x square လို့ပြောလို့ရတယ် a square -3 လို့ပြောလို့ရတယ် a square -2 လို့ကြိုက်ရပြောလို့ရသွားတာပေါ့နော်ဘာလို့ဆိုတော့အဲ့ဒီဘယ်ဟာပဲပြောပြောနောက်က constant က shape လိုက်ရ0ဖြစ်သွားတော့0ဒီကောင်ဒီအခြေအနေကို derivative function ကိုပြန်ရတာပေါ့ဟုတ်ပြီဒီ concept လေးကိုဒီနေရာမှာ ကြီးကြီးလင်းလင်းနားလည်ရပြီဆိုရင်နောက်ပိုင်းပို့နားလည်အောင်ဆရာပြောမယ်အခုဟာကဘာလဲဆိုတော့ အဲနောက်ပိုင်း concept တခုကိုမပြောခင်မှာဆရာတို့သင်္ကေတလေးတွေအသုံးနှုံးလေးတွေနဲ့အဓိပ္ပာယ်လေးတွေကိုဆရာတို့ပြောကြည့်အောင်ဆရာတို့ဥမာထမင်းချက်တယ်ဆိုရင်ဟိုဟာလေးထောင်းတဲ့ဟာပေးပါတို့ပါဒါလည်းမျိုးမဟုတ်ဘူးလေငရုတ်ချပွေးငရုတ်စုံတို့နော်စင်နီတုံးတို့အဲအသားလီဒါချက်တုံလီဒါအဆရှိတိပြန်ပါနော်အခေါ်အဝေါ်တွေအသုံးအစွဲတွေကသူ့နေရာနဲ့သူတည်ထားဖို့တော့လိုတယ်ဒါတော့အခုဆရာတို့မှာဘာမှတီယူဒီဗီဒီယိုကြည့်စုသူအနေနဲ့ဘာမှမသိသေးတဲ့အချိန်ခါမှာဒီသင်္ကေတလေးတွေမြင်ဘာလို့ဆိုလိုတာဆိုတာလေးကိုဆရာအရင်ဆုံးကြိုပြီးတော့မိတ်ဆက်ထားပေးခြင်းတယ်အခုဒီမှာကြည့်လိုက် ဒီလို integration integral sign လေးခုဒီမှာတွေ့လိမ့်မယ်ဒီလိုပုံစံလေးတွေ့လားအဲ့ဒါ elongated aspect ရဲ့ sum ကလာပါညာဒါတွေဆီနောက်ထပ် video မှာအသေးစိတ်ပြောမယ်အခုဒီလိုသင်္ကေတလေးကဘာလို့ဘာလို့လဲဆိုတော့အဓိပ္ပာယ်လေးလဲဆိုတော့ integration လုပ်တယ်ဆိုတော့အဓိပ္ပာယ်လေးနော်အဲ့ဒီအနေဒီအောင်လေးရဲ့ dx ရဲ့ကြားရဲ့အနီနဲ့ရေးထားတဲ့ fx ကဘာကိုပြောရလဲဆိုတော့ integrand ကိုပြောတာနော် integrate လုပ်ဖို့လုပ်ရမယ့် function ကိုပြောတာဟုတ်ပြီအပြရာောင်နဲ့အခုဒီမှာတွဲရေးထားတယ်တဲ့လားဒီအ integral sign လေးမပါဘူးအဲ့ဒါကြောင့်ဆရာ element of integration လို့ခေါ်တယ်နော်နောက်တစ်ခု တခုလုံးတစ်စုံလုံးပေါ့နော်ဒီတစ်စုံလုံးကိုကြားရဆက်ဘာလို့ပြောလဲဆိုတော့ integral of x with respect to x လို့ပြောနော်ဒါ with respect to x လို့ပြောတယ် x alike integration လုပ်မယ်နော် f of x integral value ကိုရှာမယ်ဒါကိုပြောချင်တာဒီနေရာမှာနော် x in dx တဲ့ dx မှာပါတဲ့ x ကဘာလဲဆိုတော့ဘာပြောဆို variable integration ကိုပြောတာဒီနေရာမှာဆိုတော့အမျိုးမျိုးဖြစ်နိုင်တယ် t လည်းဖြစ်နိုင်တယ် t ဆိုရင် f of t dt ဖြစ်သွားမယ် or ဆိုရင် f of r dr အဲ့လိုဖြစ်သွားမယ်နော်အဲ့အဲ့ဒီဟာလေးကတော့ဒါတကယ်တမ်းပုံစံတွေ့လာတဲ့ခါကျတော့ပို့ပြီးတော့ ရင်ပတ်နဲ့ပို့ပြီးနှီးဆက်သွားမယ် concept နဲ့ရင်ပတ်နဲ့ကိုနှီးဆက်အောင်ဆရာကပုံစံတွေကိုကြားခံဖြစ်တွားရတာဟုတ်အဲ့တော့ integration ဆိုဘာလို့ဒါလဲဆို the process of finding the integral integral value ရှာတာပဲเนาะ integral ကိုရှာတာပဲ integral ရှာတဲ့လုပ်ငန်းစဉ်ပဲဟုတ်ပြီ constant of integration ဆိုတာဘာလဲဆိုတော့သူရဲ့သက်ဆိုင်ရာဂိမ်းတွေပဲ arbitrary real number denoted by c လို့ဆိုတာသတ်မှတ်တယ် c ကိုအကြီးနဲ့လည်းရေးတဲ့သူရှိတယ်အသေးနဲ့ရေး it's okay no problem in any other sum တခြားတကယ်တော့ပြောင်းသုံးမယ်ဆိုလဲ it's okay လက်ခံတယ်เนาะ အဲ့တော့ဆရာက constant လို့ပဲပြောဒါ constant of integration လို့ဆရာတို့သုံးတယ်ဟုတ်ပြီအဲ့တော့အောက်က box နဲ့ရေးထားတဲ့သင်္ကေတလေးကိုကြည့်မယ်ဆိုရင်ဒါ integrant လို့ခေါ်တယ်ဒါသိပြီးပြီ f f(x) ကိုပြောတာ dx ကကြတော့ဘာဆို differential of x ကိုဆရာတို့ပြောတာ dx လေးကိုကြတော့เนาะပြီးတော့ integration sample ကဒီ line ဒီ s အတွန့်လေး s ကိုဆွဲဆန်တာเนาะပထမ s ကဒါဒီကောင်ဒီကလည်းလက်ညှိုးနဲ့ကင်ဒီကလည်းလက်ညှိုးနဲ့လက်မနဲ့ဖိကင်လိုက်ပြီးရင်ဆွဲဆန်လိုက်ရင်ဒီလိုမျိုး slim body လေးရမှာ ပေးမရှိရှိလေးအဲ့ဒါလေး integration symbol လို့ခေါ်တယ်ဟာဒီမှာရေးထားတဲ့ f g နဲ့ x ကတော့ဘာလဲဆိုတော့သူက anti derivative ကိုပြောတာเนาะ one anti derivative plus d c r constant of integration ဆိုတာဒါကိုပြောတာเนาะအနောက်မှာထည့်ထားစီเนาะအဲ့ c ကဆရာအရှိကအရှိမဆရာနည်းနည်းပြောပြသွားတယ်လို့ပေါ့เนาะအဲ့ c ကထည့်မှသာလင်အတိတ်ပဲရှိမယ်เนาะ boundary value သိရင်เนาะ ac value ကိုပြန်ရှာလို့ရတယ်ဒါတွေကဖြည်းဖြည်းချင်းနားလည်လာလိမ့်မယ်အခုဒီမှာသိစေချင်တာဘာလဲဆိုတော့ သင်္ကေတရရဲ့အတိအပယ်ကိုဆရာသိစေ integrant လို့ပြောမယ်ဆိုရင်ဒါ integration လုပ်တော့မယ် function နော် integration လုပ်တယ်ဆိုတာဘာကိုလုပ်တာလဲဆိုတော့ integrate ရှာတဲ့ဖြစ်စင်မယ်နော် the process of finding the integral integrate ရှာတဲ့ဖြစ်စင်မယ်နော်ဟုတ်ပြီအဲ့ဒါတွေကဘာတွေလဲဘယ်လိုလဲတဖြည်းဖြည်းကြည့်အောင်အခုဆရာတို့ integration လုပ်တော့မယ်ဆိုရင် fundamental functions တွေကို integration လုပ်တော့မယ်ဆိုရင်ဒါဆရာတို့ power function တွေဆရာတို့သုံးတာပေါ့နော် power တစ်ပေါင်းနဲ့နော် ပါဝါနဲ့စားရတဲ့ဒါမြန်မာလိုမှတ်ထားတာနော်မြန်မာလိုဆရာတို့ပြောမယ်ဆိုဒီမှာ x is raised to the n ဆိုရဲ the body ရတော့ဒီလိုပြောချင်တာဆိုပါဆို x cube ပေါ့အဲ့ဒါကို integrate လုပ်မယ်အပါဝါကို tip ပေါ်လိုက်တော့ဘာရလဲဆိုတော့ x is raised to the 4အဲ့ဒီရတဲ့ new power နဲ့ပြန်စားတော့1 over 4ပေါ့ပြီးရင်နောက်ကသူ့ရဲ့သက်ဆိုင်ရာ constant တလုံးပေါ့ arbitrary constant c ကိုဆရာတို့ပြန်ထည့်ရမှာပေါ့ဒီနေရာမှာ n က -1 မဟုတ်ဘူးဆိုတော့ဆရာသိတာပို့လို့ရတယ် အဲဘာကြောင့်လဲ n က -1 မဟုတ်ဘူးလေအကေ n က -1 ဆိုလို့ရှိရင် x is raised to the n x is raised to the negative 1အဲ့ဒါဘာလဲဆို1 over x 1 over a ကို integrate လုပ်တဲ့နီလန်တသက်ရှိတယ်เนาะအဲ့ဒါကြောင့်လို့ဒီကောင်ကိုကန့်တတ်ထားတာ n က negative 1မဟုတ်ပါဘူးကျန်တဲ့အကုန်လုံးဆရာတို့ဒီ fundamental function ဆိုပြီးတော့ယူဆပြီးတော့ integrate လုပ်ဒီနီးနဲ့ဆရာတို့လုပ်တယ်အဲ့ဒါကိုဆရာတို့မြန်မာလိုအလွယ်မှတ်တော့ power 1ပေါင်း power နဲ့စာเนาะ power 1ပေါင်း ပါတစ်ပေါင်းပါနဲ့စားဆိုအဲ့တစ်ပေါင်းပြီးသားပါဝါနဲ့ပြောတာနော်ပြန်စားဆိုပြီးကျအလွယ်မှတ်ထားရှင်နော်အဲ့တော့ဆရာတို့ဒီမှာ rules of integration ကိုဆရာတို့ကြည့်ကြည့်မယ်နော် properties တွေကြည့်ကြည့်အောင် f voice နဲ့ geos က continuous function ဖြစ်တယ်ဆိုရင်ね k belongs to real number အဲ့တော့ဆရာတို့ကဒီမှာ kdas ကို integrate လုပ်တယ်ဆိုရင် ks plus c ပြောချင်တာဒါကိုပြောချင်တာဥပမာ integral 2dx ဆိုရင်ဆရာတို့က 2x plus c ဒီလိုရတယ်လို့ပြောချင်တာနော်နောက်တစ်ခါက KFX ကို integrate လုပ်တာ ਨੇ ဒီ K ကိုအပြင်ထုတ်ပြီးတော့ function ကို integrate လုပ်တာ ਨੇ သဘောတရားချင်းအတူတူပဲဒီဒီအတွဲလိုက်ကြီးဆရာလုံးစရာမလို့အပြင်ထုတ်ထားလိုက်ပြီးတော့ integrate လုပ်ရတာပို့ပြီးတော့အဲတတ်တောင်းတတ်တာရှိတာပေါ့လေနောက်တစ်ခု FOIS DOIS function တစ်ခုပေါင်းထားရပြီးနှုတ်ထားရပြီးဖြစ်ဖြစ်တစ်ခုချင်းစီကိုခွဲပြီးတော့ integrate လုပ်တဲ့ရလနဲ့အတူတူပဲသဘောတရားချင်းကနော်အဲ့ဒါလေးကြီးဆရာတို့သိပြီဆိုလို့ရှိရင်တင်ရိုးဆောက်ထဲမှာပါတယ်နော် အပိုင်းလေးတစ်ပိုင်းကိုဆရာဆွေးနွေးကြတာရှိတယ်နော်ဟုတ်ပြီအဲ့တော့တင်ယိုးဆောက်ထဲမှာဘာပါလာလဲဆိုတဲ့အခါကျတော့ဒါလေးကြည့်ကြည့်အောင် find the anti derivative of them is does the usual year summit number 187မှာပါတယ်ပေါ့နော် find the anti derivative of square root of x ရဲ့ anti derivative ကိုရှာပါလို့သူပြောရတယ်ဟုတ်ပြီအဲ့တော့ तू อ่ะဒီမှာ तू อ่ะစဉ်းစားတာပေါ့နော် ဘောင်းမြန်စဉ်းစားတာဘသူ့ကိုရှိတ်ရင်လူ extra မလဲဆိုတဲ့အဲဘသူ့ကိုအဲဘသူ့ကိုရှိတ်ရင်အဲဘသူ့ကိုဆိုတဲ့ကောင်ဆရာတို့ကဒီမှာခမှန်းမှန်းစားတာပေါ့တင်ချာညံနဲ့မှန်းစားတာပေါ့နော်စိတ်ထဲမှာ operation နေတော့ဒါအလုပ်လုပ်နေရတာပေါ့ဟုတ်ပြီအကယ်၍မြာ x is raised to the 3 over 2ကိုရှိတ်ကြည့်လိုက်အောင်ဆိုပြီးရှိတ်ကြည့်လိုက်ပါပါရှိတ်ချလိုက်တယ်တစ်ထပ်လျှော့လိုက်တော့ half 3 over 2 x is raised to the half wow နီးစက်တယ်ဒီမှာဒီမှာကတော့ဒါလေးပဲလိုချင်တာ ဒါလေးပဲလိုချင်တာ Okay ဒါလေးပဲလိုချင်တော့အရှိက3 over 2ကိုမလိုချင်ဘူးမလိုချင်တော့2 over 3ကိုထည့်လိုက်တယ်ဒီမှာနော်ပထမက8 is raised to the power 3 over 2အခု2 third times 8 is raised to the 3 over 2ဒါကိုဆရာတို့ differentiate လုပ်ကြည့်မယ်လုပ်ကြည့်လိုက်တော့ power ကိုရှေ့ချလိုက်မယ်ဆိုတော့ तू က2 third multiply by 3 over 2ပေါ့8 is raised to the power 3 over 2 minus 1ဆိုတော့ तू ကဒီလိုကြီးွားမယ်ပြီးရင် 3 over 2တွေက1ကိုနှုတ်လိုက်တော့ half ကြမယ် x is raised to the half ဆိုအဲ့ဒါ square root of x ပေါ့ okay အဲ့တော့ဆရာကဒီ square root of x ကိုရဖို့ဘသူ့ကိုရှိတ်ခဲ့တာလဲဆိုပြီးပြန်စဉ်းစားတဲ့အထာလေးအဲ့တော့သူကဒီနေရာမှာ square root of x ရဲ့ anti derivative တဲ့အဲ့ဒါဒီ to that ဒါပြောင်းပြန်ပြောင်းပြန်ပြောင်းပြန်ပေါ့နော်ပြောင်းပြန်ပြန်စဉ်းစားတာပေါ့နော်ဒါကဒီမှာပေးထားတာကရှိတ်ပြီးသားရလဒ်တွေတနည်းအားဖြင့်ပြောရင် derivative function တွေ အဲ့ derivative တည်းရဲ့ anti derivative ဆိုရင်သူ့ရဲ့ပြောင်းပြန်ကိုပြန်စဉ်းစားရင်ဒါမူရင်း function ပြန်ရတာပေါ့အဲ့တော့ဒီနေရာမှာရှိနေတာကဘာလဲဆိုတော့ဒါ anti derivative စဉ်းစားတဲ့ concept okay ဒါဆရာသဘောကျတယ်လက်ခံတယ်ဒါပေမဲ့ဆရာကဒီနေရာမှာ d dx of 2 third is x times 3 over 2 minus 5လို့ဆရာဒီလိုမျိုးစဉ်းစားလိုက်ရင်လေအဲ့ root x ပဲရတာဘာကြောင့်လဲဆိုတော့ -5 ရှိလိုက်ရင်0ဖြစ်သွားတာအဲ့တော့ပြောင်းပြန်ပြန်စဉ်းစားတဲ့အခါမှာ ဆရာတို့အခုရခဲ့တဲ့အဖြေကိုဒေနဲ့ရေးမယ်ဆိုရင် plus c ဆရာတို့ဒီလိုထည့်ပေးမှတင့်လျော်မယ်အခုကဆရာတို့ကဒေလို့မရေးဘဲနဲ့ e n n လို့ရေးလိုက်တာကဒီအဖြေတွေအတွက်ပို့ပြီးတော့တင့်လျော်တယ်လို့ဆရာကမြင်တယ်ဆိုတော့ဒုတိယတစ်ပုတ်မှာ 3a 3x is raised to the 5တဲ့ဟုတ်ပြီဒီကောင်ကဆရာတို့ derivative function နော်သူ့ရဲ့မူရင်း function ကဘယ်သူလဲ အဲဒါကိုဆက်ဒါကိုပြန်စစ်စားပြရအပြန်ပြန်စစ်စားဒါတနည်းအားဖြင့်ပြောရင်ဒါ differentiate လုပ်ပြီးသား function မွေး function ဆိုဘောင်းမြန်ပြန်စစ်ဘောင်းမြန်ပြန်စစ်စားဆို anti derivative ကိုပြောတာပေါ့နော် derivative ကိုဘောင်းမြန်ပြန်စစ်စားတာက anti derivative ပေါ့ reverse process ပေါ့နော်ဘောင်းမြန်ဘောင်းမြန်ပြန်စစ်စားဟုတ်ပြီအဲ့တော့တို့ဒီမှာစစ်စားပြ ax power 6ကိုတဲ့ differentiate လုပ်လိုက်လုပ်ကြည့်မယ်ဆိုရင် 6x power 5တဲ့ okay ဒါဟုတ်ပြီဒါပေမဲ့သူက3ပဲလိုချင်တာ6မဟုတ်ဘူးအဲ့တော့သူပြင်ယူလိုက်တယ် half x is raised to the power 6ဆိုရင်သူ့ကို differentiate လုပ်ရင်တော့ 3x 3 eggs is raised to the 5ရပါတယ်အဲ့ဒါကြောင့်မလို့တဲ့ the anti river 3 eggs raised to the 5 is the half eggs is raised to the 6th အဲ့နေရာမှာဆရာတို့က half eggs is raised to the 6 no plus 100ဆိုရင်ရောသူ့ကို differentiate လုပ်ရင်ရောဒါလေးရတာပဲသူ့ကို differentiate သူ့သူ့လည်းဖြစ်နိုင်တာပဲเนาะအဲ့တော့ 3x is raised to the power 5เนาะဒီကောင်ရဖို့อ่ะ ဒါလည်းဖြစ်နိုင်တယ်လို့နောက်ထပ်ចောင်းသားတယောက်က minus 2လို့ရေးရင်လည်းရတာပဲအဲ့တော့ half base is raised to the power 6လို့ရေးထားတယ်ဆိုတော့အတိပ္ပယ်ကအနောက်က constant ကို0လို့သူ ပြောထားတာ ပြောလို့မရဘူးလားဆိုရတယ်အဲ့ဒါဒီခုန derivative ဒီ anti derivative တွေဖြစ်နိုင်ခြင်းအများကြီးရှိရတဲ့နေရာမှာတစ်ခုပဲနော် and anti derivative ဒါ ਉਸ ဒီလိုမျိုးဆက်ရေးမှနော်မှန်လိမ့်မယ်နောက်တစ်ခု e is raised to the power 3 to the power x တဲ့ အဲ့တော့သူကဘသူ့ကို differentiate လုပ်ရဆိုတော့သူ့ကိုရှိတယ်3 e ဆိုတာ x ရတယ်ဆရာတို့လိုချင်တာဒါလေးပဲသူ့ကိုမလိုချင်အဲ1တက်ထည့်လိုက်ပေါ့1တက်ထည့်လိုက်တော့1တက် e is raised to the power 3x သူ့ကို differentiate လုပ်ရင်ဒါထွက်တယ်အဲ့တော့ anti derivative ဒီဒါတကယ်တော့သူ့ကိုသူ့ကို differentiate လုပ်တယ်ဆိုတော့ကိစ္စကဒါဆိုတော့ပြောင်းပြန်ပြန်ပြီးတော့စဉ်းစားနေတဲ့ကိစ္စပေါ့နော်ဒီအနောက်မှာ constant ကြီးအများကြီးဖြစ်နိုင်တယ်ဘာထည့်စဉ်းစားစဉ်းစားဒါပဲထွက်တာ哦အဲ့တော့ဆရာဒီနေရာမှာ n လေးစီပြောင်းတယ် and anti derivative for e is raised to the 3x is one that e is raised to the 3x တူပြောတယ်နောက်တစ်ခု a 1 over x ကအဲဆိုလိုတာက x is raised to the power negative 3ကိုရကျင်တာအဲ့တော့ဘယ်သူ့ကို differentiate လုပ်ခဲ့တာလဲဆိုတာသိဖို့လိုတယ်ဘယ်သူ့ကို differentiate လုပ်ခဲ့ဆိုတော့သူ့ရဲ့ operation က power ရှေ့ချတစ်ထက် short ဆိုတော့ power ရှေ့ချဆိုတော့ power ကိုရှေ့ချလိုက်မယ်တစ်ထက် short ဖို့ဆိုလို့ရှိရင် negative 2ကိုတစ်ထက် short မှာဒီ negative 3ရမှာပေါ့ဟုတ်ပြီနော် ဲ့တော့ပါဝါကိုရှေ့ချပြီးတော့တစ်ထက် short ဆိုတဲ့နေရာမှာဒီနေရာနေစစင်သွားတယ်ဒီနေရာစစင်သွား axis switch ဆို negative 2ဆိုတော့ဆရာတို့လိုချင်တဲ့ axis next axis raise to the negative 3ရပြီဒါပေမဲ့အရှိက negative 2ကိုဆရာမလိုချင်ဘူး we don't want it အဲ့တော့အဲ့ negative 2ကိုပျောက်ချင်တယ်ဘာထည့်မလဲ negative half ထည့်မှာပေါ့ဒီနေရာမှာဆရာက negative half တူလို့အရှိကကောက်ထည့်လိုက် axis raise to the negative 2ဆိုအဲ့ negative 2ကိုရှေ့ချလိုက်တာ ਨੇ minus minus က plus ဖြစ်မယ်22 j မယ် axis raise to the power negative 3ဖြစ်မယ်အဲ့ဒါဒီ1 over x cube ဖြစ်မယ် အဲ့ဒါဒီဆရာတို့ဖြစ်နိုင်ခြေရှိရတဲ့ function အများကြီးတွေကမှာတခုပဲရှိသေးတယ်နော်တခုပဲရှိသေးတယ်အဲ့ကြောင့်ဆရာတို့ဒီကောင်ဆရာတို့ကဘာလို့ပြောမလဲဆိုတော့ and လို့ဆရာကတော့ပြောင်းရေးလိုက်တယ် and ဆိုရင်တော့ဆရာပို့ပြသင့်လျော်တယ်အဲ့တော့ the derivative some some mean ကကဲတမှတ်တံမှာ the anti derivative လို့ပါလာမယ်ဆိုရင်ဆိုကြပါစို့2 over 3 ax is raised to about 3 over 2ရဲ့ဒါ not answer key a မှာပေးရမယ်။ not answer key a မှာပေးရမယ်။ answer key b မှာ to that a is raised to the power 3 over 2 plus c လို့ပေးရမယ်ဆိုရင် the anti derivative of square root of h လို့ပြောတာဖြစ်တဲ့အတွက် d အဖြေဒီ the most appropriate အသင့်လျော်ဆုံးအဖြေဖြစ်လိမ့်မယ်လို့ဆရာကတော့ကောက်ချက်ဆွဲတယ်เนาะဆရာတို့ဒီဗီဒီယိုမှာဒီလောက်နဲ့ပဲဆရာရက်ထားပြစီနောက်ထပ်ဗီဒီယိုမှာဆရာဆက်ဆက်ပြီးဆရာတို့တွေ့ကြတာပေါ့ thanks for watching bye